မြမဝစ်စုံလေးတွေဝတ်တဲ့ခါပဲဖြစ်ဖြစ်စတိုင်ပန်လေးတွေဝတ်တဲ့ခါပဲဖြစ်ဖြစ်တမရှိတီပြားနေရေဆိုရင်ကြည်ရတာမလှအောင်เนาะမင်္ဂလာပါတီချင်တော်ပါဒီနေ့လေ့ကျင့်ခန်းလေးကတော့တမရှိကလေးအနောက်ကိုထွက်ဖို့အတွက်ထိရောက်တဲ့လေ့ကျင့်ခန်းတစ်မျိုးကိုဝေမျှပေးထားပါတယ်ဒီလေ့ကျင့်ခန်းလေးမှာတော့ဘူဒီပန်လေးကိုအသုံးပြုပြီးတော့ကစားပေးထားပါတယ်လေ့ကျင့်ခန်းပုံစံလေးကတော့အရင်ဦးဆုံးဘူဒီပန်လေးကိုဒုကောက်အထက်နာမှာဝတ်ထားမယ်ခြေောက်ကိုပခုံးကျဲထားမယ်ဒီအနေထားကနေလူလေးအနေငယ်ကွေးတမလေးကိုနောက်ကိုထုတ်ကြောပြင်းလေးကိုအရှိကိုင်းထားမယ်ကိုစုံးမဲ့ခြေောက်ကလေးကိုအနောက်ကိုထုတ်ပြီးသွားပြီဆိုရင် င်ဒင်မားညင်အားကိုအသုံးပြုပြီးတော့ခြောက်ကလေးအပေါ်ကိုမြောက်တင်ပေးရမှာဖြစ်ပါတယ်။ဒီလိုမျိုးအပေါ်ကိုမြောက်တင်ပေးတဲ့ခါကျရင်ခန္ဓာကိုယ်ကငြိမ်နေရမယ်နော်။အဲ့လိုမဟုတ်ဘဲနဲ့ခြေထောက်မြောက်လိုက်တိုင်းခန္ဓာကိုယ်ကရိုင်းသွားလို့တော့မဖြစ်ဘူးနော်။ကစားနည်းလေးကိုတော့ဘယ်ဘက်ကိုအချိန်20၊ညာဘက်ကိုအချိန်20၊ညာမှတစ်ချော့လို့သတ်မှတ်ပြီးတော့စုစုပေါင်း3ချော့ကစားပေးရမှာဖြစ်ပါတယ်။ဒီလိုလေကူပြီးတော့ထီရောက်တဲ့လေ့ကျင့်ခန်းပုံစံတွေနဲ့ကျန်းမာတဲ့အစားအသောက်ပုံစံကိုတစုတစည်းနဲ့သင်ယူခြင်းနဲ့ဆိုရင်တော့ Healthy Lee 35တန်တန်လေးကအကောင်းဆုံးပဲဖြစ်ပါတယ်။ဒီတန်တန်လေးကအချိန်မပေးနိုင်တဲ့အ မျိုးသမီးတွေနဲ့အရှင်မလေးတို့အတွက်အထူးရည်ရွယ်ပြီးတော့စီစဉ်ထားတာပါ။တင်နန်းလေးကအောက်တိုဘာ10ရက်နေ့မှာစမှာဖြစ်ပါတယ်။တင်နန်းကာလနှစ်လကို9000ခွဲချက်သာပေးသွင်းရမှာဖြစ်ပါတယ်။စိတ်ဝင်စားရဆိုရင်တော့ Asian 35လို့ကွန်မတ်ဒါမှမဟုတ် Fiverr နံပါတ်7979723282တို့မှာဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်။ကျမလာပါခြင်းနဲ့အမျိုးသမီးတိုင်းအတွက်တီချင်တော်ရှိရနော်။